ရှင်ဖေယပထမပိုင်းရဲ့နောက်ဆုံးမိကုန်းဖြစ်အထွေထွေမိကုန်းတစ်ခုမေးလျှောက်ခွင့်ပြုပါဖေယမိကုန်းပိုင်ရှင်ကိုစားမေးမြန်းပေးတာဖြစ်ပါတယ်ဖေယဖေယတပည့်တော်ကတာသမီဆုံးရှုံးထားတဲ့မိဘတူပါဖေယဘလို့တရားမျိုးကိုနာကြားရမယ်ဆိုရင်မိမိရဲ့ခံစားချက်ပူဆွေးမှုကိုထိနိုင်ပါမလဲဖေယအေးချမ်းမှုရပြီးကိုယ်စိတ်ကိုထိနိုင်မယ်တရားမျိုးကိုလမ်းညွှန်ပေးပါဖေယဖေယတပည့်တော်ပူဆွေးတော့ကရောက်နေရလို့ပါဖေယလို့မေးထားပါတယ်ဖေယနာကံသဘောတရားကိုနားလည်ဖို့လိုတယ်အားလုံးက ကိုယ်ကံနဲ့ကိုလာနေကြတာတန်တရာခရီးသွားလို့ခေါ်တယ်နော်တန်တရာခရီးသွားတယ်ဘုရားတို့အတိတ်ကံတစ်ခုကြောင့်ဒီမှာလာဆုံကြတာလေသူလဲသူ့ကိုယ်သူကံနဲ့သူလာတယ်ကိုယ်လဲကိုယ့်ကိုယ်သူကံကိုလာတယ်အကြောင်းဆက်လို့တားတော်တယ်တမီးတော်တယ်အမေတော်တယ်အဖေတော်တယ်ဦးလေးတူတော်ကြတယ်ပေါ့နော်ဒါတော်ရမယ်လေသူလဲသူ့ကံပဲအမေလဲအမေကံအဖေလဲအဖေကံတားလဲတားကံတမီးလဲတမီးကံကိုယ်ကံနဲ့ကိုယ်ပဲအမေလောက်တဲ့ကုသူအမေပဲရမယ်တားသမီးမရအောင်အမေလောက်တဲ့အကုသူအမေပဲရမယ်တားသမီးမရအောင် တားလို့တဲ့ကုသိုလ်ကံတားပေးရမှာအမေနဲ့မဆန်အဲ့တော့ဒီတားသည်ဒီသမီးသည်သူ့ကံနဲ့သူရောက်လာတယ်သူ့ကံနဲ့သူပဲပြန်ထွက်သွားတာပဲတော့ဘယ်တန်တရာကိုသူချက်ပြီးသွားနိုင်မယ်လဲမသိဘူးနော်အဲ့တော့ကိုလည်းကိုကန်နဲ့ကိုလာတာကိုလည်းဘယ်ဘွားကိုပဲသွားအောင်မသိဘူးအဲ့တော့အကြောင်းစုံလို့ဒီမှာသာသမီမိသားစုဆိုပြီးလာဖြစ်တာပဲเนาะအဲ့တော့သူ့ကန်နဲ့သူသွားနေကြတာဖြစ်ကြောင်ဒီပေါ်မှာအလွန်မင်းဆွဲလန်းဖို့မလိုအပ်ဘူးဆိုတော့ပြပြတာเนาะအဲ့တော့ကန်ကိုကင်ပြီးတော့တန်တရားကိုသွားနေတဲ့ပုံစံတွေသာဖြစ်တယ်เนาะအဲ့ကြောင် တကယ်တကယ်ဒီကိစ္စတွေကျုံးလာပြီဆိုရင်အမေကလည်းတားအောင်မကင်နိုင်အောင်တားလည်းအမေမကင်နိုင်အောင်เนาะဒီသေးရေးရှင်ရေးကိစ္စတွေရတယ်ငါတားကိုသာငါပဲတေးလိုက်မယ်ဆိုလို့မရအောင်အားလုံးကမွေးလာကြတဲ့ကတင်းချင်းတရားတွေကပ်ပါလာပြီးသားသူစောရင်စောမယ်ကိုစောရင်စောမယ်အားနဲ့အမေမှာအမေကအရင်တရားမယ်ဆိုတာမရှိပါအောင်ဟုတ်လားအမေကအသက်ကြီးလို့အမေရင်တရားမယ်ဆိုတဲ့သဘောတရားမရှိပါအောင်မားကစောစောတင်းချင်းနဲ့တေးသွားနိုင်တယ်တမီးကစောစောတင်းချင်းတေးသွားနိုင်တယ်အမေဖေကအသက်ရှင်ရှင်နေလိုက်တယ်မတူခုခံနဲ့ကိုလာကြတာ ို့မှအသက်ရှင်တဲ့ကံပါလို့ကိုအသက်ရှင်မယ်။သားမကအရင်ဘဝတုန်းကသူတစ်ပါးသက်ကိုတက်ခဲ့တဲ့ကံမို့လို့သူစောစောသိသိသွားမှာ။လူလာဖြစ်တာကကုသိုလ်ကံ။အနာရောဂါများပြီးအသက်တိုတာကပါဏာတိပါတာအကုသိုလ်ကံရောပါလာတာ။အဖြူကံနဲ့အမဲကံရောတယ်လို့ခေါ်တယ်။အဲကြောင့်အားလုံးကသူ့ကံနဲ့သူလာကြတာဖြစ်တဲ့ကြောင့်ဦးဇင်းတို့ဒီပေါ်မှာအယိုင်းခံစားစရာမရှိဘူးပေါ့နော်။အေးသူလည်းသူ့ကံနဲ့သူနောက်တစ်ခုတော့သူခရီးကိုဆက်နေလိမ့်ပြီပေါ့နော်။ငါလည်းငါကံနဲ့ငါဆက်သွားရအောင်မယ်။အဲ့တော့ကိုသွားရမယ့်ကံကိုပဲကိုအကောင်းဆုံးဖြစ်အောင်ကြည့်ဆောင်ပါပေါ့နော်။